လေအိုကြီးမိုက်ကယ်ချန်ဒလာဘတ်ကဒီလောင်ကြီးထက်ခဲ့လို့ဒေါ်လာ9သိန်းပလုံသွားခဲ့ရတဲ့ခေါနာမက်ဂရီကိုပရိသတ်များလုံးမဲ့မင်္ဂလာပါမြောက်ရေဒီယိုတန်ဒီကနေပြန်လဲကြိုဆိုလိုက်ပါရီချိန်တုန်းက UFC ရဲ့နာမည်ကျော်ထိန်းဖိုင်တာတူဖြစ်တဲ့လေအိုကြီးခေါနာမက်ဂရီကိုကပြီးခဲ့တဲ့ UFC 314ပြိုင်ပွဲမှာကစားခဲ့တဲ့မိုက်ကယ်ချန်ဒလာနဲ့ဖက်တီပင်ဘလတ်တို့ရဲ့ပွဲစဉ်မှာမိုက်ကယ်ချန်ဒလာဘတ်ကနေပြီးဒေါ်လာ9သိန်းထိတောင်မှလောင်ကြီးထက်ခဲ့လို့သိရပါရီအဲဒီတဲ့ကခေါနာအနေနဲ့ UFC ရဲ့အရဂန်ဂျိုးဝါနဲ့ကိုပြန်လဲခြေချဖို့အခွင့်အရေးရရှိသေးလားဆိုတဲ့မျှော်လင့်ချက်တွေကိုအဆုံးသက်ပေးလိုက်ရလေရောက်ပါရီ ။ဘာလို့လဲဆိုတော့ UFC နဲ့ဆက်နွယ်နေကြတဲ့သူတွေအားလုံးလောင်းကစားမှုတွေကိုလုံးဝမပြုလုပ်ရဘူးဆိုပြီးစီမင်းစီကံတကုတ်ထုတ်ပြန်ထားတာကြောင့်ဖြစ်ပါရီ။ယင်းတော့ကလောက်ပဲတန်တရားဖိအားမှုတွေပေါ်ပေါက်ခဲ့တာကြောင့် UFC ဘက်ကလည်းမလိုဘဲနဲ့ခေါင်းရှုံးမခံနိုင်တာကြောင့်အဆိုပါစီမင်းကိုထည့်တင်လိုက်တာဖြစ်ပါရီတကယ်လို့ UFC မှာပွဲထိုးတဲ့ fighter ပဲဖြစ်ဖြစ်အဆိုပါ fighter ကိုနီးပြားဖြစ်နေကြီးကျယ်ဆောင်ရွက်ပေးနေသူပဲဖြစ်ဖြစ်လောက်ပဲကစားရမျိုးတွေရှိလာတယ်လို့ UFC ဘက်ကစစ်ဆေးတွေ့ရှိခဲ့ပေဆိုရင်ပြမှုကျူလွန်သူ promotion ကနေချက်ချင်းတန်းထုတ်လိုက်မှလည်းဖြစ်ပါရီအဲဒါကြောင့်မဲ UFC ပွဲဥမှာရွေးပြီးတော့လောင်းနေခေါနာနေနဲ့ UFC ကိုပြန်လာနိုင်ရအကြောင်းမရှိတော့ဘူးလို့ကောက်ချက်ချလို့ရနိုင်ပြီဖြစ်ပါရီ Michael Chandler ဆိုတော့ကလေကြီးလေကြီးရှောက်ပြောတဲ့ fighter ဖြစ်ပါရီသူများတွေကအသက်ကြီးပြီးတော့မပြတ်စည်သေးဘူးဆိုပေမဲ့ Michael Chandler ကတော့အသက်ကြီးပြီးတပြေးပြေးနဲ့အချိန်မရှိတော့ပါဘူး UFC မှာသူတို့သမျှပွဲတွေအကုန်လုံးနှီးပါရှုံးနေထားတာဖြစ်ပါရီ ဒါပေမဲ့ Michael Chandler ကတက်လို့ကတက်နိုင်သည်လေကိုတော့နည်းနည်းလေးမှမလျှော့နိုင်ဆိုတော့ Arsenal ပရိသတ်တွေလိုလေကြီးလေကျယ်တွေကရှောက်ပြောနေစေဖြစ်ပါတယ်။ကော်နာလေး Michael Chandler လေကိုယုံစားသွားမိတယ်ထင်ပါတယ်။အခုကစားသွားခဲ့တဲ့ Patty Pin Plan နဲ့ပွဲစဉ်မှာ Michael Chandler က Patty Pin Plan ကိုလဲတော့နဲ့အနိုင်ရရှိသွားလိမ့်မယ်ဆိုပြီးဒေါ်လာ9သိန်းတောင်မှလောင်းကြီးထပ်ခဲ့တာဖြစ်ပါတယ်။တကယ်လို့ဒီပွဲမှာသာ Michael Chandler ကအနိုင်ရရှိသွားခဲ့မယ်ဆိုရင်ကော်နာကအနိုင်ငွေ9စားထိရရှိသွားမှာဖြစ်ပါတယ်။ ါမဲ့လေအိုကြီးချန်လာကရုံးနေသွားခဲ့ရတာကြောင့်ကော်နာလဲဒေါ်လာ9သိန်းပလုံသွားခဲ့ရပါတယ်ဒီဘက်မတိုင်းမီမှာကော်နာကမိုက်ကယ်ချန်လာဘက်ကနေဒေါ်လာ9သိန်းလောင်းကြီးထက်ခဲ့ပြီးတဲ့နောက်ဒေတာကနေဗီဒီယိုဖိုင်တစ်ခုနဲ့အခုလိုမျိုးပြောကြားခဲ့သေးတာပါဒီဘက်ကကျွန်တော်စိတ်ဝင်စားမှုရှိဆုံးတိုက်ပွဲပဲမိုက်ကယ်ချန်လာနဲ့ဘက်ဒီပင်ပလတ်တို့ရဲ့ပွဲကျွန်တော်ကတော့မိုက်ကယ်ချန်လာ KO နဲ့နိုင်ရရှိလိမ့်မယ်ဆိုတဲ့ဘက်ကနေရည်တည်သွားပါမယ်ဘက်ဒီပင်ပလတ်ကသူ့ရဲ့နောက်ဆုံးပွဲနဲ့ငယ်မှာ လက်ဤပိုင်းတော်လေးတိုးတက်လာတာကျွန်တော်သတိထားမိပါတယ်ဒါပေမဲ့ချန်လာကိုကြော်နိုင်မှုတော့လွယ်မယ်မထင်ဘူးလို့ကော်နာကတင်းနေကွင်းရဲ့ဘေးမှာဆယ်ဖီဗီဒီယိုရိုက်ပြီးတော့ပြောကြားသွားခဲ့တာဖြစ်ပါတယ်ကော်နာကမခန့်တာပါအဆိုပါဗီဒီယိုဖိုင်ကိုပို့စတင်ထားရမှာလေဒီတိုင်းရိုးရိုးတင်ခဲ့တာတော့မဟုတ်ဘူးနဲ့ UFC ကိုတောင်မှတက်တွဲထားခဲ့သေးတာပါကော်နာကလောင်းကစားလုပ်ရတာကိုလည်းဝါသနာထုံသူဖြစ်ပါတယ်ရင်းနှောင်းကလည်းကော်နာကဘောလုံးပွဲတွေလောင်းခဲ့ဘူးပါတယ်ဒေါ်လာတန်နဲ့ချီပြီးတော့ကိုလောင်းတာပါကော်နာကအဲ့လိုမျိုးလောင်းကစားလုပ်ရမှာလက်ကြီးသမားလည်းဖြစ်ပါတယ်ဘောလုံးပွဲတွေလောင်းခဲ့တော့ကတော့ကော်နာကနိုင်လဲနိုင်ခဲ့ဘူးပါတယ်ဒီချိန်မှာလည်းကော်နာကဒေါ်လာ9သိန်းတောင်မှလောင်းကြီးထက်ခဲ့တာပါသူရဲ့လက်ကြီးသမားထုံ ုံးဇာတိုင်းကော်နာကအပီဖြုတ်ခဲ့တာဖြစ်ပါလိမ့်အနိုင်ငွေက၅စားဖြစ်တာကြောင့်ဒီပွဲနိုင်လိုက်ရင်တော့ကော်နာကအနိုင်ငွေတွေအများကြီးရရှိသွားမှာဖြစ်ပေမဲ့အခုတော့လေအိုးကြီးမိုက်ကယ်ချန်လာကြောင့်ကော်နာရဲ့ငွေဒေါ်လာ၅သိန်းလဲပလုံသွားခဲ့ရပြီဖြစ်ပါလိမ့်အခုဒီချိန်ကော်နာလောင်းခဲ့တာက UFC ပွဲဖြစ်နေတာကြောင့်ကော်နာတယောက် UFC ကိုပြန်မရောက်နိုင်တော့ဘူးဆိုတာဒေချာတော့ရှိသွားခဲ့ပြီလို့ပဲဆိုရတော့မှာဖြစ်ပါလိမ့်ညအစုံးလိုက်ပါကြီးရှူပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်